ရုပ်ပုံများမောင်ကိုကိုအမရပူရမမိတရိယာချင်းများသည်မိသည့်ရုပ်ပုံများဖြစ်ပါသည်နိကနအပြင်ပြောဆိုရရင်အခမ်းအမှတ်သည်တရလေးဖြစ်ပါသည်လာအပြင်ပြောရရင်26လမ်းနဲ့63လမ်းတောင်မှဖြစ်ပါသည်ကျွန်တော်ရောက်ရှိနေပါသည်ဤအခမ်းကျယ်ကြီးတွေတွင်ကျွန်တော်အိတ်ဆက်ခဲ့သည်မှာ7ရက်ပြည့်တော်ပါပြီ အခန်းကအလွန်ကျယ်ဝန်းပြီးအခုရက်များတွင် လျှက်စင်ပြီးကမှန်မှန်လာနေပါပြီ2025မေ9ဖြစ်ပါသည်အခန်းထဲကအဲကွန်သည်အကောင်ကြီးသဖြင့်အလွန်အေးမြပါသည် အပြင်မှာအလွန်ပူပါသည် အခန်းထဲမှာအလွန်အေးလွန်းနေသည်ဖြင့်မခံမြနိုင်အောင်အဲ့သည်ဖြင့်ညခါတွင်ကျွန်တော်ကစောင်းတထွေတောင်းကလွှမ်းခြုံထားပါသည် အခန်းထဲမှာ အဲကောနဲ့ဒီလောက်အေးပြီးဒီလောက်ဈေးကြကြနေနေရတာလို့မပြုတ်လို့မနေ့6နိုင်ထွက်ထွက်သွားပြီးည6နိုင်မှပြန်ပြန်လာရတာလေတဲကောကပိုင်ရှင်ဒီမှာကပြောပါသည်စင်မြင်းအေးရန်တဲကောကဆိုပါလို့တထတာရှိသည့်တွေ့ငလင်မှာလုံးဝမထိခဲ့ပါ အနီးနားက6ထပ်မြင့်ဟိုတယ်မှာပြောကြနေပါသည်ရှင်းလင်းနေပါပြီဒုတိယကြိမ်လုံးမှပြောကြသွားခဲ့သဖြင့် ဇုံတွေများထွက်ပြေးလျော့ခဲ့ကြပါပြီအသက်ချမ်းသာရခဲ့ကြပါပြီခန်းထဲမှာချိန်ခဲ့သောပတ်စံများပစ္စည်းများကိုတလားပြည့်ပြီးချိန်မှာ ပြန်လည်တူပေါ်လာရှိခဲ့ကြပါပြီအေယာရီမီဂမ်ဘီတာယိုနီကဟိုတယ်ကြီးမှာမူပထမအချီလှုပ်ဆင်မှာ ပြုကြသွားပြီလူများစွာ အသက်ဆုံးရှုံးခဲ့ကြရသည် ပုဆော်များနန်းဟောင်နေသည် ဆိုကြပါသည်ကျွန်တော်တော့မကြည့်ပါ ျွန်တော်ရှိမှာသင်္ကစားအကြောင်းရှိပါသည်အစိမ့်တိတ်သီးသောဗေဒတော်ရှိပါသည်ချောင်းဘေးကလမ်းမမှုမှာ အောက်သို့ပြိုဆင်းသွားပါသည်ထိုလမ်းမှာမှာကျွန်တော်အရင်ဆွေမဖြတ်တတ်မှာလမ်းမေးကအင်္ဂလိပ်တလုံးဤချီမှာမြေကြီးအောင်သို့ကျွန်ကြနေမြုံနေပါသည်ကျွန်တော်သည်နနေ့တနားရီတွင်အမြဲနှုတ်နေရပါသည်26လမ်းတိုင်းဆင်းသွားရင်ပန်းစည်းရှိပါသည် ထိုပန်းစည်းကိုပိုက်ကျုံးစည်းဟုခေါ်သလားကျွန်တော်တခြားမသိပါသီရိမာလာစည်းနဲ့နှီးပါသည်တာယောနဲ့နှီးပါသည်ကျွန်တော်၏အာယုံသည်နနေ့တနာရီတွင်လမ်းဆန်းနှိုးကြွနေရပါသည်ပန်းစည်းသည်နနေ့တနာရီကျော်လင်26လမ်းပေါ်မှာစီကားစဉ်းစားနေဖြစ်ပါသည်လိုက်ထရက်ကားများ ခွေးဘလူးကားများဒိုင်နာကားများဖြင့်အဝါရောင်အနီရောင်ကြက်သွေးရောင်ပန်းများကိုအပြည့်အမောက်တင်ဆောင်လက် ပန်းစည်းရဲ့သူဝင်ရောက်လာကြပါသည်။ကန္နမပန်းများ၊နင်းစီပန်းများ၊တစ္စပန်းများ၊ရွှေပန်းငွေပန်းများပန်းတဲ့များသည်အာသွဲမီများထွန်းလဲ26လမ်းပြီးမှပန်းများကိုအလုံးငင်းနဲ့ရောက်နေကြသည်။26လမ်းသည်ပန်းမြို့ကြီးတစ်မြို့ဖြစ်နေပါသည်။ကျွန်တော်တဲကူကလည်းမဝေးသောနေရာမှာပန်းစည်းသည်အတန်များဝေစီလျက်လှူရှားနေပါသည်။ထိုတိစိတ်သည် အဲကောင်ငန်းထဲကကျွန်တော်အာအာယုံနှုတ်ချစေပါသည်ကျွန်တော်ဒီနက်နက်၃နာရီတွင်တဲခိုကန်အင်တန်ကားကြီးကိုဖွင့်ပေးရန်မြစ်တာရပြီးထိုပန်းစီသို့သွားပါသည်မင်းမျိုးအောင်ချမ်းသာမဲကလာသောဂန္ဓမာပန်းများနှင်းစီပန်းများစကိုင်းရလာသောစပယ်ပန်းများရှေပန်းငွေပန်းများငလင်ပြီးမှလူတွေကဖျားပန်းကို အရင်လိုများများမဝယ်နိုင်ကြတော့ပါမနေ့၃နာရီမှာ 900နဲ့ရတော့ lambda lift တစ်ခွက်ကိုကျွန်တော်ထိုင်တော့သည်မုံမရပါဆက်လက်ရှာပြီးတော့အခါသတိမာလာစီဆိုင်းပုံနဲ့မြန်နေချင်းဆိုင်မှာလက်ဖက်ဆိုင်ပစာယုံထပ်တွေ့ပါသည်မိများလင်းချင်းသည်စပွဲထိုင်ကုန်အကြနာတွေ့ရသည်လက်ဖက်တစ်ခွက်နဲ့အကြဝဲနှစ်ချောင်းဆားလိုက်သည်နှထောင်ပေးရသည်ကျွန်တော်ကမိုးလင်းသည်သည်ထိုင်နေလိုက်ပါသည်ဒီနေရာတဝိုက်ကတော့မနေ့3နိုင်4နိုင်မှာလူတွေတက်ကြလောက်ချနေကြသည် ကာဟွန်တန်လူတန်ဆူညံနေသည်ပါမျိုးစုံရင်နံများကမွေးချိုင်နေပါသည်ကျွန်တော်ကအာယုံဦးမှာငှက်တွေမလို့ထသည်မီလူတွေလှူရှာရုံးကန်နေသောမြင်ကွင်းကိုသဘောကျမိသည်ပိုင်ရင်လမ်းထဲမှာ ပိုင်ရင်စည်းထဲမှာပိုင်ရင်လူထဲမှာကျွန်တော်လှည့်လည်နေသည်လူဟာပန်းတွေထဲမှာနေနေတာဆိုသည့်ခံစားမှုကျွန်တော်ရရှိနေသည်အပြန်တွင်မိုးလင်းနေပါပြီလက်ရောက်ထိုင်နေသည် ဒေါတော်မုံဒီကိုငဖယ်လုံးညိုတောင်းစားပြီးဒါမှန်းလေးပဲရင်ုံနဲ့မတွေ့တဲ့အရာသာတွေကိုမှန်းလေးမှကျွန်တော်ရကြင်သည်အပြန်လန်းရှောင်းမှာစပယ်ပန်းတွေဝဲခဲ့သည် အများများရခဲ့သည်ချမ်းသာကြီးဖျားကိုလူတော့ချမ်းသာကြီးဖျားရှေးကိုပေါ်တော့သည်မတ်28ငလင်းကြောင့်ခေါင်းတော်ပြုတ်ကျခဲ့ရပြီကျွန်တော်စိတ်မကောင်းဖြစ်ရသည် ။ဇပွဲဘော်ကဗုဒ္ဓရှင်မြတ်တော်သည်တန်ရာဘရဝအဖြစ်ကွဲကျင်နေသည်။ကျွန်တော်တကယ်စိတ်မကောင်းဖြစ်ရသည်။ကျွန်တော်သည်လမ်းမေးကလက်ဖိတ်ဆံလေးဆံနေဝန်ထိုင်လိုက်သည်။မန်းလေးတွင်မိတ်ဆွေများနှင့်ဆိုင်ကြီးကြီးတို့ထိုင်ခဲ့ပြီပါ၏။အခုတော့အလဲပေါ်ရကလမ်းမေးကလက်ဖိတ်ဆံလေးခေါင်းလေးပေါ်မှာကျွန်တော်ထိုင်နေသည်။အရှိမပွဲကုန်ရရှိပါလိမ့်မည်။ကျွန်တော်စိတ်မကောင်းတော့ထိုင်နေသည် ယခုတစ်ခေါက်မန္တလေးကြီးကျွန်တော်အဖြစ်များကိုကျွန်တော်တွေးနေမိသည် အာချီအရှိကဘရော့ဘင်အောင်မှာကျွန်တော်ထိုင်ခဲ့သည် 88th street/ 16th street ဦးရတာတော့ပြဒါရိုင်းလေးကိုကျွန်တော်လက်မြင်နေရသည်အာချီနဲ့ကျွန်တော်စကားပြောကြသည်89လမ်း69ခွန်လမ်းကြားကချက်ရှာဆုံးပုံစံဖြစ်နေသောနေရာလေးမှာဘန်းစပယ်လက်ဖိတ်တန်နေရှိသည်လက်ဖိတ်အလွန်ကောင်းသည် အာချင်းနဲ့ဧဝန်ကအိန္ဒိယနေသည်ဧဝန်နဲ့ကျွန်တော်စကားတွေပြောကြသည်ဧဝန်သည်မန်ဦးရင်ကြီးရင်ဖြစ်သည် သူ့လက်ရေးစလုံးကိုကျွန်တော်ကြိုက်သည်သူကစာအုပ်ဖုံးဒီဇိုင်းများလိုဂိုများဖန်တီးသည်စာအုပ်တော်လုံး၏ book making ကို သူချွမ်းကျင်သည်မန်ဦးနဲ့မင်းဒီငယ်ကလေးကဧဝန်နဲ့ကျွန်တော်ရင်းနှီးကြရသည်ဟိုးခေမန်လီတက်တို့နီကမိုင်းနာမိတ်ဒီဇိုင်းကစာပြုခဲ့သည်ရန်ကုန်ကကိုတင်ထွန်းလိုပဲ အေဝမ်မင်းလည်းရထူးကြတယ်မင်းဒီဇိုင်းနဲ့ဆက်လို့ကွန်ပျူတာဆက်တင်กว่าဟုငယ်ရွယ်လေးသောအေဝမ်ကိုကျွန်တော်တိုက်တွန်းခဲ့ပူသည်အေဝမ်ကအခုမန်လေးစာအုပ်လောကမှာဆရာကြီးဖြစ်နေပါပြီသူကအမှုပညာဆိုင်ရာစာအုပ်တွေအတော်ဖတ်တာသည်နက်နက်တာတာတွေးတောဆင်ခြင်တတ်သည်သူသည်စီးပွားရေးလုပ်ငန်းရှင်နှင့်အမှုပညာဖန်တီးသူများကြားတွင် အလုံးလုံးပြရသူဖြစ်သည် ။စောင်းတုံးဆိုရင်ထုတ်ဝတ်သူနဲ့စာရေးဆရာကျောင်းမှာအေဝမ်ကစောင်းပြောင်းလုပ်ပေးရသည်။မကြီးပြဝဲမှာစပွန်ဆာနဲ့မကြီးဆရာကျောင်းမှာအေဝမ်ကကက်တလော့ပန်ပြီးပေးရသည်။စိုင်းဖို့လုပ်ပေးရသည်။ကုန်ကြစီတင့်တင့်မြတ်အောင်အေဝမ်ကချိန်ကြည့်ပေးရသည်။ခြေခွန်းနေသောဗုဒ္ဓရုပ်ဘွားတော်ဤမျက်နှာကိုကျွန်တော်ပြန်လဲမြင်အောင်လာပြန်သည်။ချမ်းသာဤဖျားရုပ်ဘွားတော်တို့ဆိုရဲမဟုတ်ပါ။မန္လေးမှာ ဗုဒ္ဓယုံပါတော်များစွာကောင်းပြတ်ကြခဲ့သည်။ဇေဒီများစွာဤထီတော်များကြိုကြခဲ့သည်။ချင်းနေဤများစွာပြိုကျပျက်စီးခဲ့ရသည်။ကျွန်တော်တကယ်ပင်စိတ်မကောင်းဖြစ်ရပါသည်။ကျွန်တော်သည်အရှိန်ဆိုင်ငယ်နှင့်မန်းလေးမြို့လိုက်ကြည့်ခဲ့သည်။ဧဝမ်ဆိုင်ငယ်နှင့်မန်းလေးမြို့လိုက်ကြည့်ခဲ့သည်။เอ้ดีล่ะเราไม่ถูกมันเลี้ยงไม่ได้ดิล่าไอ้ตากว่าเปล่าลงมาไม่ซ้นดีบา မန်းဤဒေါန်တနေရမှာတိုက်တလုံးကရုပ်ပြည့်စင်ပြည့်ပြိုကျနေသည်လမ်းတော့ကတိုက်တော်တော်များများပြိုကျနေသည် တိုက်ကြီးတွေကြားမှာအတိုက်အသေးလေးကကန်ဆိုးစွာ ပြိုကျနေရတယ်လည်းတွေ့ရသည်မြို့နယ်အသီးသီးကိုကျွန်တော်လိုက်ကြည့်သည် မြို့နယ်အသီးသီးမှာပြိုကျပျက်စီးမှုကရှိနေပါသည်ဘလူးမညောင်မင်းကြီးကလှပမြန်မာသောတိုက်ကြီးသည်ပြိုကျနေပြီဘုန်းကြီးကျောင်းဘရုံများတဲ့သူကျွန်တော်ဝင်ကြည့်သည် ။ဇကုမိုးကောင်ဂွေးယူခင်မကန်။ချင်းအောင်မူတီကအနုပညာမြောက်လေတိုင်ကြီးမှာဖြူချပျက်စီးနေရပါပြီ။ဝေယံမုံသာကျောင်းဝင်းထဲကအလေတိုင်ကြီးဖြူချနေပြီ။အစေးသောရှင်သူမင်္ဂလာကြီးကျောင်းတိုက်လေဖြူချခဲ့ပြီ။ဆရာတော်ဒီအသက်ပြီးမှကံကောင်းစွာလွန်မြောက်ခဲ့ရပါသည်။ကျွန်တော်ဒီအုတ်ဟောင်းမြောက်နောက်ခံပြု၍ ဆရာတော်ရှင်သူမင်္ဂလာကိုအုတ်တစ်ချက်တဲတဝင်လူခွင့်ရသည်ကိုအမှတ်ရနေပါသည်။ကြောင်းအမြင်ပြန်လည်တည်ဆောက်နိုင်ပါသည်။ပကြီးဓာတ်ပုံကိုဖုံးကြော်နဲ့စကားတွေထပ်ပြောကြပါသည်သည်။အိုးတော်တွေကဝင်းစော်လွင်ဟိုးခွားကိုပိုင်စိုးအိမ်သမီးသူ့မှာကိုကျွန်တော်ရိတ်ခါတွေပို့ဖို့ရှန်ရှန်ပို့ခဲ့ပြီးပါပြီ။ မလေးကိုမလာမီရပင် ကိုဖုံးကျော်ရိုက်တင်ထားသောဖရားပြူများကိုကျွန်တော်ကြည့်ကစိတ်ထဲမှာခံစားနေရသည်တောင်းလောင်နေသော နေရာအောက်မှာမလေးရှားစကားပင်က အနီရောင်ပန်းများဝေဆာစွာပွင့်နေပါသည် အလွန်လှပပါသည်မလေးမျိုးလက်တနေရာတွင် အနီရောင်ပန်းများဝေဆာစွာပွင့်နေသောသစ်ပင်တစ်ပင်ကိုတင်လဲမြင်မှုပါလိမ့်မည် 28လမ်းဖြစ်ခြင်းဖြစ်ပြီကျွန်တော်ရောက်ရှိနေပါသည်2025မေလမန္တလေးမြို့လှပသောသစ်ပင်များနှင့်မလှပသောရုပ်ပုံများရောပြောနေသည်ကိုအတဲ့နှလုံးဖြင့်အတက်ပုံရမိပါသည်အဖြူပြက်တွေကြားမှာမျက်ရည်တွေကြားမှာတရောထိုးနေသည်ပါလာလေထိုးသူသည်ကျွန်တော်ဖြစ်ပါသည် Mongoku Amarapura Mali Esimia Sao sama.